နေဆက်ရေးရဝန်ကြီးဌာနရဲ့33နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဂုံပြုစုချင်းမြင့်ပွဲခန်းနာကိုဒီနေ့မိုးလယ်ပိုင်းမှာနေဆက်ရေးရဝန်ကြီးဌာန AR ခမတ်မှာကျင်းပပြုလုပ်ပါတယ်။ရေးဥစွာပြည်ထောင်စုဝန်ကြီးကအမှားစကားပြောကြရမှာအခုလိုဂုံပြုထိုက်သူများချင်းမြောက်တင်သူများကိုစုချင်းမြင့်ပေးခဲ့တဲ့ကဲ့သို့နောက်နှစ်များမှာလည်းစဉ်ဆက်မပြေ ုံပြူချင်းမြင်ပေးရသွားမှာဖြစ်ပါကြောင်းမိမိတို့ဝန်ကြီးဌာနမှာလက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ဝန်ထမ်းများအနေနဲ့ပေးရတဲ့တာဝန်များကိုခြေပုံစွာထမ်းဆောင်နိုင်ဦးသောမကဗတ်ပေါင်းစုံကဏ္ဍပေါင်းစုံမှာထူးချွန်ထက်မြက်တဲ့နိုင်ငံဝန်ထမ်းကောင်းများဖြစ်အောင်အတွေးအမြင်မှန်ကန်စွာဖြင့်နိုင်ငံဝန်ထမ်းများလိုက်နာကျင့်သုံးရမယ်စီမင်းစီကံကျင့်ဝတ်များနဲ့အညီမိမိတို့ရဲ့လုပ်ငန်းတော်များကိုခြေပုံစွာထမ်းဆောင်နေကြတဲ့အတွက်အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းဝန်ထမ်းများအနေနဲ့အကောင့်ထဲပေါ်ဆောင်ရွက်ရမယ့်လုပ်ငန်းများကိုကြာရကန်းနာအသီးသီးမှဆောင်ရွက်ကြစေလိုကြောင်းပြည်တော်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြီကအဖွဲ့မှစကားပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်ပြည်ထောင်စုဝန်ကြီးနဲ့ဇနီးဒုတိယဝန်ကြီးနဲ့ဇနီးအမြဲတမ်းတွင်ဝင်တဲ့ဇနီးညွှန်ကြားမှုချုပ်များနဲ့ဇနီးများဒုတိယအမြဲတမ်းတွင်ဝင်ဒုတိယညွှန်ကြားမှုချုပ်များကဌာနအလိုက်ဂုဏ်ပြုဆုရရှိသူများကံစမ်းမဲပောက်ခဲ့ကြတဲ့ဝန်ထမ်းများအားဂုဏ်ပြုဆုများနဲ့စုမဲပစ္စည်းများကိုလက်ဝဲအယောက်ပေးရခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။